င်္ဂလာပါရှင်အော်တိုဝါလာ6ရက်နေ့ညနေပိုင်းအတွက်ပြပို့ထားတဲ့မိုးလေဝသအခြေအနေခန့်မှန်းချက်တွေကိုတင်ဆက်ပေးပါရမယ်ကျွန်မလိုမအောင်ပါရှင်ဂျူရူတိမ်မုံအရာဆိုရင်တော့ကပ်ပလီပင်လယ်ပင်နဲ့ဘင်္ဂလားပင်လယ်အော်မှာမုတ်သွန်လေးအားနည်းနေပြီးတော့ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနဲ့အလဲပိုင်းမှာဆိုရင်တော့တိမ်အထင်အတိတ်ဖြစ်ထွန်းနေပါတယ်ရှင်မြန်မာနိုင်ငံပေါ်မှာဆိုရင်တော့တပြည်လုံးမှာတိမ်အထင်အတိတ်ဖြစ်ထွန်းနေတာကိုတွေ့ရပါတယ်ရှင်ဆက်လက်ပြီးတော့တင်ဆက်ပေးမှာတော့လေတိုင်တို့အခြေအနေခန့်မှန်းချက်တွေကိုဆက်လက်ပြီးတော့တင်ဆက်ပေးပါအောင်မယ် လေတိုင်နှုန်းချိန်နေခတ်မှန်းချက်အနေနဲ့ရခိုင်ကဲရန်ရှောင်းမှတနာယီကို18မိုင်ကနေပြီး -10 နှုန်း၊ကြံကဲရန်နေမှာဆိုရင်တော့15မိုင်ကနေပြီး18မိုင်နှုန်းလေတက်ခတ်နိုင်ပါရဲ့ရှင်။အခုဆက်လက်ပြီးတော့မနက်ဖြန်အတွက်မလို့သားအချိန်နေခတ်မှန်းချက်တွေကိုလည်းတင်ဆက်ပေးပါအောင်မယ်။စစ်တွေ၊မကွေ၊ပသိမ်း မော်လမြိုင်ဖအန်တဝဲစတဲ့မြို့ကြီးတွေမှာဆိုရင်တော့နေရာဆက်စိတ်ကနေနေရာကျကျဲမိုးရွာသွန်းနိုင်ပြီးတော့ပဲခူးမှာဆိုရင်တော့မိုးနှငယ်ရွံ့နေနိုင်ပါတယ်ရန်ကုန်မှာဆိုရင်တော့နေရာကွက်ကြားမိုးထချုံရွာသွန်းနိုင်တယ်လို့ခန့်မှန်းရရှိထားပါတယ်ရှင်ဆက်လက်ပြီးတော့ကျန်မြို့ကြီးတွေဖြစ်တဲ့ဟာခါမြကြီးနာလာရှိုးတောင်ကြီးဟဲဟုစတဲ့မြို့ကြီးတွေမှာဆိုရင်လည်းနေရာဆက်စိတ်ကနေလျာ ကြဲကြဲမိုးရွာသွန်းနိုင်တယ်လို့ခန့်မှန်းထားပြီးတော့မုံရွာနဲ့ရိုက်ကော်မှာဆိုရင်တော့မိုးအနေငယ်ရွာတဲ့နိုင်ပါတယ်မန်းလေးမှာဆိုရင်တော့နေရာကွက်ကြားမိုးထစ်ချုံရွာသွန်းနိုင်တယ်လို့ခန့်မှန်းရရှိထားပါတယ်ရှင်မိုးရေချိန်အခြေအနေခန့်မှန်းချက်တွေအနေနဲ့ကတော့မန္တလေးငယ်မြောက်ပိုင်းစွန်းဒေသတွေဖြစ်တဲ့ဇကိုင်းတိုင်းအထက်ပိုင်းနဲ့ကချင်ပြည်နယ်မှာဆိုရင်တော့80မီလီမီတာနဲ့100မီလီမီတာဝန်းကျင်လောက်ရှိနိုင်ပါတယ်ရှင်ထူးခြားတဲ့ဖူချိန်တွေအနေနဲ့ကတော့ချင်းပြည်နယ် ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ကယားပြည်နယ်မှာဆိုတော့23ကနေပြော28ဒီဂရီစင်တီဂရိတ်လောက်ရှိနိုင်ပြီးကြံသေးတာတွေမှာဆိုတော့29ကနေပြော33ဒီဂရီစင်တီဂရိတ်လောက်ရှိနိုင်ပါတယ်ရှင်။မြမပင်လယ်ပင်အခြေအနေခန့်မှန်းချက်အနေနဲ့ကတော့မြမကင်မရာရှောင်းနဲ့ကမ်းလွန်ပင်လယ်ပင်မှာဆိုတော့လှိုင်းအထင်တင်ရှိနိုင်ပါတယ်။လှိုင်းမြင့်ပေကတော့3ဘီယာနေ4ဘီလောက်မြင့်တက်နိုင်ပါတယ်ရှင်။ မန္တလေးမြို့နယ်နီးတွိုက်တွဲ900ခန့်မှန်းချက်ဒီအနေနဲ့ကတော့ရှေ့3ရက်မှာဆိုရင်နေရာကွက်ကြားမိုးထချုံရွာသွန်းနိုင်ပြီးတော့73ရက်နေမှာဆိုတော့နေရာကြဲကြဲမိုးရွာသွန်းနိုင်ပါတယ်14ရက်နေမှာဆိုတော့မိုးအနှငယ်ရောနေနိုင်တယ်လို့ခန့်မှန်းထားပါတယ်ရန်ကုန်မြို့နယ်နီးတွိုက်တွဲ900ခန့်မှန်းချက်ဒီအနေနဲ့ကတော့လာမယ့်9ရက်စလုံးမှာနေရာကွက်ကြားမိုးထချုံရွာသွန်းနိုင်တယ်လို့ခန့်မှန်းရရှိထားပါတယ်ရှင်ဒီပြောနဲ့ဒီတွိုက်တွဲ900ဆာခတ်မှန်းချက်တွေအနေနဲ့ကတော့ရှေ့3ရက်မှာဆိုရင်မိုးအနေငယ်ညွန်နေနိုင်ပြီးတော့နောက်2ရက်မှာကတော့နေရာကြဲကြဲမိုးရွာသွန်းနိုင်တယ်လို့ခန့်မှန်းရရှိထားပါရဲ့ရှင်။ အခုဆက်လက်ပြီးတော့အာရှဒေသချို့ရဲ့မူလဝတ္ထအခြေအနေခန့်မှန်းချက်တွေကိုလည်းတင်ဆက်ပေးပါအောင်မယ်ရှင်ကျေးဇူးတင်ပါတယ်